fighter ship ဆိုတဲ့စကားလုံးကိုကြားမှုကြလား။ကိုက business တစ်ခုလုပ်တော့မယ်လုပ်ငန်းလုပ်တော့မယ်ဆိုရင်ကိုလုပ်ငန်းရဲ့ဖောင်ပုံစံကိုရွေးချယ်ပေးရတယ်။အဲ့ဒီဖောင်ပုံစံကလည်းအကျန်းအဖြစ်၄မျိုးလောက်ခွဲလို့ရတယ်။ Soul Providership တူပိုင်လုပ်ငန်းဆိုတာကပထမဦးဆုံးဖောင်ပုံစံတစ်ခုပေါ့။သင်ချုပ်ပြောရရဆိုရင်တော့ဒီလုပ်ငန်းကတူတယောက်တည်းကပိုင်တာပေါ့။ကြားရတာတော့ကောင်းတယ်လို့လို့ပဲเนาะ။ဒါပေမဲ့ Soul Providership ဆိုတာဘယင်လားကြော်လား။အဲ့တော့ဆက်ပြောပြမယ်။ ။ Business ဆိုတဲ့ game ကိုမင်းက level 1အနေဆော့ခြင်းရင်တော့ single player mode နဲ့အရင်စရမယ်။အခု online shop လုပ်နေတဲ့သူတွေက sole provider တွေဆိုတာကိုယ့်ကိုသိကြလား။အဲ့တော့ sole provider ဆိုတာဘာလဲ? sole providership ဆိုတာမြန်မာလိုတူရဲပိုင်းလုပ်ငန်းလူတစ်ယောက်တည်းကပိုင်လဲ။တီထောင်ရတာအလွယ်ဆုံးပဲ။ဒါပေမဲ့အဲ့ဒါသူ့ရဲ့တကယ်အဓိပ္ပာယ်မဟုတ်ဘူး။သူ့ရဲ့တကယ်အဓိပ္ပာယ်ကတော့ဘင်းလဲငါကြွလဲငါပဲတဲ့။ ဘာလဲဆိုတော့မင်းကဆုံးဖြတ်ချက်ချလို့ရှိရင်ဘသူ့မှာတိုင်မင်းစရာမလိုဘူးကိုကကိုချမှတ်နိုင်တယ်ကိုဆုံးဖြတ်ချက်နဲ့ကိုဘရင်တယောက်ဖြစ်တယ်ပေါ့ဒါပေမဲ့လုပ်ငန်းရဲ့အခက်အခဲတွေတာဝန်တွေကိုလည်းတယောက်ထဲထမ်းဆောင်ရတဲ့ကျွန်တယောက်လည်းဖြစ်နေတယ်ဒါကြောင့်မလို့ဘရင်လဲငါကျွန်လဲငါလို့ပြောတာအဲ့တော့ဘရင်တယောက်ရဲ့အခွင့်အရေး the power ups တွေကိုကြည့်ကြည့်မယ်မင်းကဘရင်တယောက်ရဲ့အရာတာကိုစပြီးခံစားရပြီဆိုရင်ဘာနဲ့မှလဲလို့မရဘူးဘယ်အချိန်မှစပြီးခံစားရလဲဆိုတော့မင်းကို customer တွေက ယုံကြည်မှုတစ်ခုရလာတဲ့အချိန်ပေါ့အဲ့တော့မင်းက sole provider ship မှာခွင့်ရရပါရရနိုင်လဲဆိုတော့နံပါတ်1ချက်မင်းလုပ်ငန်းကိုမင်း100% control ရမယ် profit တွေအားလုံးမင်းရမယ်ဈေးနှုန်းပြောင်းမလား marketing strategy ချိန်မလားတညာရင်းချင်းဆုံးဖြတ်ချက်ချင်းလို့ဘသူစီမှာ report တင်စရာမလိုဘသူမျက်နာမှာကြည့်စရာမလိုလူမျိုးလေးလေးမြန်မြန်လှုပ်ဆောင်လို့ရတာကတကယ်ကိုအခွင့်အလမ်းတစ်ခုပဲ corporation တွေမှာဆိုလို့ရှိရင် အဆင့်ဆင့်နေ report တွေတင်ရတယ်တဆုံးဖြတ်ချက်ချဖို့ကိုအဆင့်ဆင့်စောင့်ရတယ်အဲ့တော့မင်းရထားတဲ့ speed က corporation ဆိုတဲ့တကယ် boss monster ကြီးတောင်မှမနာလို့ဖြစ်ရမယ်အကြီးမားဆုံးအတာချက်ပဲနောက်ပြီးတော့ဒီကိန်းကနေထွက်တဲ့ goal တွေအားလုံး profit တွေအားလုံးဘယ်သူ့ခွဲပေးရမယ်လို့ချင်လဲဘယ်သူ့မှာခွဲပေးကြမလို့ဟူကိုတောက်တဲ့အကုံရမှာနံပါတ်1ကတော့ခွန်ခပေးဆောင်ရတာအရန်ရိုးရှင်းလွယ်ကူတယ် profit တွေအကုန်ရတာအပြင်နောက်ကွယ်ရတကယ် hidden value ကဘာလဲဆိုတော့ tax ပဲ corporation တွေဆိုလို့ရှိရင် double taxation တွေတွားရတယ် corporate tax တွေ income tax တွေအဲ့လိုမျိုးလာရပေါ့ဒါပေမဲ့မင်းလုပ်ငန်းရဲ့ဝင်ငွေရမင်းရဲ့ personal income ပဲဒါကြောင့်မလို့အခွန်ဆောင်ရတာပိုရှင်းတယ်ပိုလွယ်ကူတယ်အဲ့တော့ sole provider အနေနဲ့စခဲ့ပြီးတော့မှအောင်မြင်သွားတဲ့တကယ် legendary player တယောက်အကြောင်းပြောပြပေးမယ်သူ့နာမည်က notch တဲ့ နော့ချ်ကသူ့အခန်းထဲမှာတယောက်တည်း Minecraft ဆိုတဲ့ဂိမ်းလေးကိုစခဲ့တယ်။ Minecraft ဆိုတော့အခုလူတော်များသိကြရတယ်နော်တကယ်နာမည်ကြီးပဲသူစတင်ခဲ့တော့ဆိုရင်သူ့အကူအညီပေးမဲ့အဖွဲ့သား team နေမရှိဘူးသူ့ရဲ့ boss လည်းမရှိဘူးသူ့ရင်းနှီးမြှုပ်နှံပေးမဲ့ investor ဆိုတာမျိုးတွေလည်းမရှိဘူးသူကသူ့ရဲ့ creativity သူ့ရဲ့ idea စိတ်ကူးတစ်ခုတည်းကိုပဲ100% control နဲ့ဖန်တီးခဲ့တာ သူကလုပ်ငန်းကိုရိုးရှင်းတဲ့ sole provider အနေနဲ့စခဲ့တယ်။ဒါကြောင့်စာရက်စာရင် ရှုပ်ရှုပ်ရက်တီမလိုဘဲနဲ့သူ့ရဲ့ idea ကိုတန်းပြီးကောင်းတဲ့ဖော်နိုင်ခဲ့တယ်။ရလာတဲ့ profit တွေအားလုံးကိုလည်း gain ကိုပိုကောင်းအောင်သူတျောက်တဲ့ဆုံးဖြတ်ပြီးတော့မှပြန် invest လုပ်ခဲ့တယ် gain ထဲမှာပေါ့။နောက်ဆုံးမှာတော့သူတျောက်တဲ့စခဲ့တဲ့ gain က Microsoft ကနေပြီးတော့ဒေါ်လာ1.5ဘီလီယံနဲ့ဝယ်ဝါခံလိုက်ရတယ်။ဒါဆို provider ship ရဲ့ speed နဲ့ freedom ကဘယ်လောက်ထိအစွမ်းထက်လဲဆိုတာသက်သေပြလိုက်တာပဲ။ ဒါပေမဲ့ကောင်းတာရှိသလိုဆိုးတာလည်းရှိရပါဗော။ထောင်ကျောက်တည်ရှိတယ်။အဲ့ဒါကိုကြုံတယောက်ရဲ့ကံကြမ္မာလို့တင်စားပြီးတော့ပြောထားတယ်။ Lodge ရဲ့ game play ကတော့အားကျစရာကောင်းတယ်။ player တိုင်းကတော့ကံမကောင်းကြောင်သူသဖြင့် unlimited liability ဆိုတဲ့ထောင်ကျောက်ထဲကိုဝင်သွားမိတဲ့အခါဗော။အဲ့တော့မြန်မာနိုင်ငံကတကယ်ဖြစ်ရမှန်တခုနဲ့ချိတ်ဆက်ပြီးတော့ပြောပြပေးမယ်။မြန်မာနိုင်ငံရန်ကုန်မြို့ပေါ့။ Event Planner ကောင်မလေးတယောက်ရှိတယ် သူက sole provider လို့ခေါ်လို့ရအရန်တော်တယ်လို့ပေါ့သူက covid မတိုင်ခင်မှာပွဲဤတစ်ခုအတွက်သူ့ရဲ့ကိုယ်ပိုင်စုထားတဲ့ saving ပေါ့စုငွေတွေတငယ်ချင်းတွေဇီယာပတ်စံတွေချီမိဘတွေဇီယာနေလဲချီပေါ့နော်အဲ့အရာအလုံးကို လုပ်ငန်းထဲကိုထည့်ဇေယံငွေတွေဇေယံတွေပေးထားခဲ့တယ်ဒါပေမဲ့ COVID-19 crisis လည်းဖြစ်ရောပွဲတွေဖြတ်လိုက်ရတယ်။ business ရဲ့အကျိုးတွေကသူ့ရဲ့ကိုယ်ပိုင်အကျိုးတွေဖြစ်သွားရော။သူ့ရဲ့ကား မိဘအိမ်အရာအားလုံးကဒီ unlimited liability ဆိုတဲ့စာလုံးလေးနှလုံးကြောင့်ဖြိုလဲသွားနိုင်တယ်။အရာအားလုံးကငါးချောင်းဆိုပြီးတော့အပြစ်တင်စိမ့်နဲ့ကြောက်ရွံ့မှုတွေနဲ့လုံးပါပါသွားတယ်။ဒါဆောင်တဲ့ကစာမဟုတ်ဘူးတကယ်လူတယောက်ရဲ့လက်တွေ့ဘဝ။အဲ့တော့ပြောချင်တာက unlimited liability ဆိုတာကဒီလုပ်ငန်းရဲ့အကျိုးတွေကိုမဆက်နိုင်ရင်ကိုယ့်ရဲ့ဒီ personal life ကကိုယ့်ရဲ့ personal fan တွေကိုပါထည့်ပြီးတော့ဆက်ရမယ်ဆိုတဲ့အထိပဲပေါ့နော်။ဒါပေမဲ့ တောက်ဖို့ပြောနေတာမဟုတ်ပါဘူးဒါတွေကပြင်ဆင်တောက်ဖို့ပြောပြနေတာအဲ့တော့မင်းမရှိလို့ရယ်ပေါ့နော် protect လုပ်ထားဖို့ကိုယ့်ကိုယ်ကာကွယ်ဖို့ရှိတယ်ရှိဖို့လိုတယ်ပထမတစ်ချက်ကတော့မင်းကဘဏ်အကောင့်ကိုတီးခြားလုပ်ထားတင်တယ်ဘဏ်အကောင့်နှစ်ခုပေါ့နော်ကိုယ်ပိုင်ပတ်စံလုပ်ငန်းပတ်စံဆိုပြီးတော့အကောင့်နှစ်ခုလုံးဝခွဲတာရောပြီးတော့မသုံးနဲ့ဒါကစိတ်ပိုင်းဆိုင်ရာကိုလက်တွေ့မှာပါမင်းကိုကာကွယ်ပေးနိုင်တယ်ပထမအဆုံးဒါနောက်တစ်ခုကတော့ knowledge knowledge is power ဆိုပြီးတော့မှစိုးရိုးတောင်ရှိတယ်။ဒီဗီဒီယိုလိုမျိုး content တွေကိုလေ့လာပါ။ကိုယ့်ရဲ့ risk တွေကိုသိလေလေမင်းကပို့ပြီးတော့တတိရှိရဲ့ player တယောက်ဖြစ်လာလေလေပဲ။အဲ့တော့တယောက်တည်းထွက်ရတဲ့ခရီးရာတစ်ခါတလေမှာအရန်ထီးချန်တယ်။အောင်မြင်တဲ့အချိန်မှာတူတူလက်ခုပ်တီးပေးမဲ့လူလည်းမရှိဘူး။ရှုံးနေတဲ့အချိန်မှာဘေးနားမှာအားပေးမဲ့လူလည်းချက်ချင်းမရှိတတ်ဘူး။ ဒါမဲ့အဲ့ဒါတွေတွေးပြီးတော့စိတ်ပြတ်အားငယ်ပြီးတော့အရှုံးပေးနေကြမလို့မင်းတယောက်တည်းလုံးဝဖြစ်နေရမှာမဟုတ်ဘူးဒီ channel ကကျမတို့လိုမျိုးတယောက်တည်းခီးထွက်နေတဲ့သူတွေအတူတကွကိုယ့်ရဲ့အတွေ့အကြုံတွေအကြောက်တရားတွေကိုမျှဝေရနေရတခုပဲဒီလမ်းမှာမင်းတယောက်တည်းမဟုတ်ဘူးဆိုတာတက်တည်ပြဖို့ comment မှာ Singapore လို့ရေးခဲ့ပြီဒါဆိုရင် sole provider အနေနဲ့မြန်မာနိုင်ငံမှာ registration လုပ်တဲ့အခါမှာလိုအပ်တဲ့အချက်လက်တွေ DM မှာလာပို့ပေးမယ်ဒီခီးမှာကျမတို့တူတူရှိနေမယ်ဒီနေ့တော့ဒီလောက်ပါပဲ